နီနာကြီးမလို့ကျမဘူးကလေးနာကဲမှာအမေဆက်မကျန်အောင်လုပ်ပေးပါလို့တောင်းဆိုလိုက်တဲ့မိခင်တို့ပရိသတ်များအားလုံးပဲမိင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေဖြစ်စည်းကိုယူတဲ့ပြဿနာနဲ့ပတ်သက်ပြီးအားလုံးကကလေးလေးကိုတနာနေကြသလိုမိခင်ဖြစ်သူကလည်းကလေးနဲ့ပတ်သက်ပြီးအမှန်တရားတိုင်ဆောင်ရွက်ပေးကြဖို့တောင်းဆိုလာခဲ့ပြီလေပြပါရစေစိမ့်ပိုင်ရှင်ကဖန်ခင်ရပြီးတကူကလူတနာပြန်ဘဝရောက်နေတဲ့ပြဿနာကပရိသတ်တွေကြားမှာသဘောထားကွဲလဲတာတွေအများကြီးပါပဲ ခိုးယူတာကိုမိလို့ရိုက်နေတာကိုဆက်ဆတွေ့တဲ့အချိန်မှာအားလုံးကိုခိုးယူသူကိုသာတနာခဲ့ကြပါရည်။ဘဝမှာသခိုးကိုတနာရမယ်လို့ဘယ်သူကမှမထင်ထားကြပေမဲ့ဒီပြဿနာမှာတော့ရိုင်းနေခင်ရတဲ့ခိုးယူသူအမျိုးသမီးကြီးရဲ့ပုံစံကိုကြည့်ပြီးအားလုံးကတနာခဲ့ကြသလိုပို့ပြီးတော့တနာမိတာကတော့ခိုးယူသူနဲ့အတူပါလာတဲ့ကလင်းငယ်လေးကိုပါပဲ။ကလင်းငယ်လေးကခိုးယူသူရဲ့ရှင်ခွင်ထဲမှာညနာငယ်လေးနဲ့ဖြစ်နေသလိုဆန်ရှယ်မျိုးသမီးရဲ့တောနာချင်းချောက်တာကိုခင်ရတဲ့ပြင် ေဘူးထဲမှာကြိုးတိုးခင်ရတာမလို့ကြီးမိသူတိုင်းကစိတ်မကောင်းပြီးခင်ရတာလေးဖြစ်ပါတယ်။လူများကတော့ခွေးယူသူနဲ့ပိုင်ရှင်ဖြစ်တဲ့ပြဿနာမှာကလေးကိုမပါစေခြင်းပဲနဲ့အချင်းချင်းဖြေရှင်းစေချင်တာပါ။အခုတော့ကလေးကကြားကနေစိတ်တန်ရရမှာကိုအားလုံးကစိုးရိမ်ပူပန်ပြီးကလေးဘက်ကနေတရားမျှတမှုရအောင်လုပ်ပေးဖို့တောင်းဆိုနေကြပြီလေးဖြစ်ပါတယ်။ကြီးစုသူသူအများကလည်းကြားထဲကနေနှစ်နာခဲ့တဲ့ကလေးလေးကိုကူညီပေးကြဖို့တောင်းဆိုနေကြသလိုမိခင်ဖြစ်သူကလည်းကလေးရဲ့ပြဿနာကိုအမှန်တရားတိုင်းဖြစ်အောင်ကူညီပေးဖို့ပြောလာခဲ့ပါပြီ။ အားလုံးကမိခင်လို့တင်နေကြတဲ့ခွေးယူသူမျိုးသမီးဟာကလေးရဲ့မိခင်မဟုတ်ပါဘူးနော်။သူကကလေးရဲ့ဘွားတဝမ်းခွဲတော်သူပါ။ကလေးနဲ့အိတ်ဘွားကဆက်မေဆိုရင်အယံမနီးဆက်ပေမဲ့အဘွားဖြစ်သူကကလေးဟာသူ့တောင်းဝင်စားရဆိုပြီးငယ်တွေကထင်းချောင်းလာကြတာဖြစ်ပါရီ။မိခင်ဖြစ်သူကဈေးပန်းကောင်းမွန်ရွှေစားနေရသူမို့ကလေးကိုဘွားဖြစ်သူနဲ့စိတ်ချလက်ချအထားခဲ့ရင်အခုလိုပြဿနာဖြစ်တာလည်းဖြစ်ပါရီ။ကလေးရဲ့မိခင်ကကလေး၃ယောက်ရှိတဲ့အချိန်မှာအငယ်ဆုံးလေးကိုဘွားဖြစ်သူနဲ့အထားတာပါ။သူကတနေ့ကောင်ဈေးပန်းကောင်းမွန်ရွှေရောင်းရတာမလို့ခေါ်သွားဖို့စင်မပြေတဲ့ ကလေးငယ်လေးကိုထင်းပီးတဲ့အဖွားလက်ထဲတနေ့ကိုအထားခဲ့ရလေးဖြစ်ပါရည်အဖွားဝန်ကွယ်အားကလေးပေါ်မှာတကယ်ကောင်းသူမို့မိဘတွေကစိတ်ချပြီးထားခဲ့ပေမယ့်အခုတော့နောက်နှားရနေပြီဆိုပြီးသူ့ရဲ့ခန်းစားချက်တွေကိုပြောခဲ့ပြီးလေးဖြစ်ပါရည်ကလေးကိုချစ်တဲ့သူမလို့ကလေးကိုခုလိုမျိုးခေါ်ပြီးတော့ခုံးယူမယ်လို့မထင်ခဲ့ဘူးလို့ဆိုပါရည်မိခင်ဖြစ်သူကတော့ကလေးရဲ့ဖြစ်ကိုတည်တည်ချင်းမှသတိလက်တက်ထိဖြစ်ကြရတာပါငိုရေကနှလုံးရောဂါအခံရှိသူမလို့သူ့ရဲ့ကလေးကိုစောက်တော့နာရှင်နေဘူးနဲ့လောင်းမယ်ပြောပါရည် နေဘူးထဲမှာကျုပ်ထုတ်ထားတဲ့ပုံစံလေးကြည့်ပြီးရေခွဲမတက်ခန်းစားရတဲ့ထိပါပြီ။မိခင်ဖြစ်သူကတော့ချိန်နေကြောင်းမျိုးကြောင့်တားလေးကိုဖွားလက်တဲ့အချားတဲ့ချိန်မှာတားလေးရဲ့ဖြစ်ကိုကြည့်ပြီးတော့နောက်သားတော်တော်ရာနေပြီလို့ဆိုပါရီ။သူကတားဖြစ်သူတတင်းကိုဆက်ဆကြခြင်းမှာအဖွားတဝံခွဲကိုဒေါသထွက်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့သူ့စိတ်ကိုသူပြေပြီးတော့နားလည်ပေးခဲ့တာလည်းဖြစ်ပါရီ။မိခင်ဖြစ်သူကတော့ဖွားဖြစ်သူကိုအပြစ်မတင်ချင်တော့ပဲနဲ့သူသားကိုနောက်ပိုင်းပေးသွားသွားခေါ်သွားနိုင်အောင်ကြိုးစားတော့မယ်လို့ဆိုပါရီ။ကလေးတစ်ပတ်နဲ့လှုပ်ရတဲ့အလုပ်ကိုပဲရွေးတော့မှာလည်းဖြစ်ပါရီ။ မိခင်ဖြစ်သူကတော့ကလေးစိတ်တန်ရာရမှာသူသားနာခဲ့မှာမဲဆက်တံမှာကိုစိုးရင်နေတာပါအခုဆိုရင်တော့ကလေးကကြောက်ပြီးတော့အမိကလွှင့်ရင်ဘသူမှခေါ်မရတဲ့အနေအထားကိုရောက်နေတာပါအမိဖြစ်သူကတော့ကလေးရဲ့စိတ်တန်ရာကိုကြည့်ပြီးအလွန်ဝေးလဲမလို့ချင်ပါဘူးဒါလေးတွေတရားမျှတမှုနဲ့ဒါလေးရဲ့အနာဂတ်မှာမဲဆက်မကျန်အောင်လုပ်ပေးကြဖို့တောင်းဆိုလာခဲ့ပြီးလေးဖြစ်ခဲ့ပါတယ်ဟုတ်ကဲ့ပါခလိုစိတ်ဝင်စားဖို့တရင်ကြောင်းရာတွေပင်နောက်ထပ်လည်းနုပညာရှင်ရဲ့စိတ်ဝင်စားစရာကောင်းတဲ့ကြောင်းရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ဆောင်မြောက်ကြည့်ရှုအားပေးကြပါအောင်ရှင်